အားလုံးပဲမင်္ဂလာပါဒီနေ့ပြည်တယ်မြရပြည်စင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဖုန်းတွေမှာပေါ့နော် wifi ချိတ်ဆက်လို့မရတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဒီဗီဒီယိုမှာပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းတွေက wifi နဲ့ကျွန်တော်ချိတ်ဆက်တယ်ချိတ်ဆက်လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးကြိုးဖြေရှင်းရမလဲရအောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်အသေးသေးပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အရင်ဥဆုံးအနေနဲ့ကျွန်တော်တို့မလုပ်ပြရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းက အရာပေါ့နော်ကျွန်တော် ဖုန်းအသုံးများလို့ဆိုလို့ရှိရင်ဖုန်းကအရာဖြစ်တတ်တယ်ပေါ့နော်ဖုန်းပုံမှန်လုံးလုံးတော်တဲ့ပုံစံဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖုန်းကိုဘာဘာအပိတ်ဖင်းကျွန်တော်တို့အရင်ဆုံးပြန်လုပ်ပေးရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဖုန်းကိုကျွန်တော်ဆက်ပိတ်ဖင်းလုပ်ပွားဆိုလို့ရှိရင်ကျွန်တော်ပြန်ချိန်ဆက်ကြည့်ပေါ့နော်ချိန်ဆက်ကြည့်လို့ကျွန်တော်မရဘူးဆိုလို့ရှိရင်တော့ not internet ကျွန်တော်ဆက်ပြီးတော့မှလုပ်ရမှာဖြစ်ပါတယ်ပေါ့နော်တော့ not internet ပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းကိုဒီ reset setting လို့လုပ်ပေးရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ချို့ဖုန်းကြတော့ဒီ reset setting လုပ်လို့ရတာပေါ့နော်ချို့ဖုန်းဆိုလို့ရှိရင်တော့မရဘူးပေါ့နော်အဲ့တော့ဆိုလို့ရှိ င်အဓိကကျွန်တော်တို့ဒီလောကမှာတော့ဒီ line ပေါ့နော်ဒီ wifi ဒီ data ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချိန်ဆက်တဲ့ဟာတွေကိုကျွန်တော်သွားရှင်းပြရဖြစ်ပါတယ်ပေါ့နော်ကျွန်တော် setting နဲ့ကျွန်တော်တော်ပြီးလဲပါ okay ပြီးရင်တော့ကျွန်တော်ဒီမှာနော်ပေါ်ဆွဲတင်ပြီးတော့မှာ redmi ဆိုလို့ရှိရင်တော့ဒီမှာ system ညဝင်သွားပြီးလိုက်မယ်နော်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ်ကျွန်တော်ဆွဲတင်ပြီးတော့မှာဒီ reset phone ညကိုချက်ဝင်သွားပြီးလိုက်ပါနော် reset network and bluetooth setting ပေါ်တော့အပေါ်အဆုံးဟာပေါ့နော်အဲကျွန်တော်ဒီမှာ network နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်သွားရှင်းပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာ ်ချက်နှိပ်ပြီးတော့မှဒီနံပါတ်ဆိုလို့ရှိရင်ဒီအမီအောင်လေးပေါ့နော် reset လေးကျော်နှိပ်ပြလိုက်မှဆိုလို့ရှိရင်တော့ကျွန်တော်ချက်ဆက်ထားတဲ့ wifi လေးအားလုံးချက်ဆက်ထားတဲ့ဟာတွေတော့ရှင်းပြမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်လည်းကျွန်တော်ဖုန်းကိုဒီ internet ပတ်သက်ပြီးတော့မှကျွန်တော်မှာပြတဲ့ဟာတွေအားလုံးကိုသူကအားလုံးပြန်ဖြည့်ရှင်းပြမှာဖြစ်ပါတယ်ပေါ့နော်နောက်နေ့လည်းပါလဲဆိုလို့ရှိရင်တော့ကျွန်တော် wifi နဲ့ချက်ဆက်ထားတဲ့ဟာတွေကျွန်တော်ပြည့်လို့ရှိရင်ချက်ဆက်မရဖြစ်တဲ့ပေါ့နော်အဲ့တော့ဖြစ်ရဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ wifi နဲ့ချက်ဆက်ထားတာသွားပြီးတော့ကျွန်တော်ရှာပေးမယ်ပြီးရင်ကျွန်တော်ဖြတ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဒီမှာ စတင်တော့ချက်သွားလိုက်မယ်ပေါ့နော်။တွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ wifi နဲ့အောင်ချက်ဝင်စားပြလိုက်ပေါ့နော်။ပြီးရင်တော့ wifi နဲ့ချက်ဖွင့်ထားလိုက်မယ်။ပြီးရင်ဟုတ်အေးရင်တော့ကျွန်တော်ချက်ဆက်ထားတဲ့ဟာတွေပေါ့နော်ဒီမှာလာပြီးကြည့်ပြရမယ်နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ချက်ဆက်ထားတဲ့ဟာတွေကိုပြည့်သွားတယ်ဆိုလို့ရှိရင်ပေါ့နော်။သူကထပ်ပြီးတော့ချက်ဆက်လို့မရတာဖြစ်တဲ့တယ်ပေါ့နော်။အဲ့ဒီအတွက်ပေါ့နော်ကျွန်တော်တို့က wifi ချက်ဆက်ထားပူတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့တွားပြီးတော့ဆက်ဆက်ပြီးတော့မှဖြတ်ပေးရဖြစ်ပါတယ်ပေါ့နော်။ wifi အခြေဆက်တဲ့ဟာများတယ်ဆိုလို့ရှိပေါ့နော်အခြေဆက်တဲ့ဟာတွေကိုဖြတ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဖြတ်ပြီးဆိုလို့ရှိရင်တော့ပြန်ခြေဆက်ကြည့်ပါနော်ဒီတန်းပါလဲဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းက update မတင်လို့ရှိရင်ကြောဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ဒီ system update ပေါ့နော်အဲ့ဒါကျွန်တော်အဆက်ရမှာဆိုလို့ရှိရင် phone setting တော့ကျွန်တော်ချက်သွားလိုက်မယ်ဒီ app phone နဲ့ချက်သွားလိုက်မယ်နော်ဒီ view update နဲ့ဆက်နေပေးထားလိုက်ပါ အဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းကဒီ update လုပ်ခဏတာပေါ့နော်။ပုံမှန်ဆိုလောက်တော့ဆိုလို့ရှိရင်တော့ဒီနံပါတ် update တင်လို့ကျွန်တော်အကြံပေးနေတာပေါ့နော်။ Okay ဒီနံပါတ် update မတင်လို့ရှိရင်လည်းကျွန်တော် wifi ချက်ဆက်တာကျွန်တော်တို့မရရဖြစ်တယ်ပေါ့နော်။ phone system update ကိုလာပြီးတော့ဆက်စီပြီးတင်ပြရဖြစ်ပါတယ်ပေါ့နော်။အဲ system update တင်မှာဆိုလို့ရှိရင်တော့ဒီနံပါတ် download ဟာနှိပ်လိုက်မယ်။ ပြီးရင်တော့ခဏဆောက်ပေးရဖြစ်ပါတော့ပါဘူး။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဖုန်းကဒီ Wi-Fi ချိတ်ဆက်လို့မရတော့ဘူး။ Data နဲ့ပတ်သက်ပြီးတော့မှတုံးချက်လို့မရတော့ဘူးဆိုလို့ရှိရင်ပေါ့နော်။ကျွန်တော်ဒီနီလန်းလေးလုပ်ပေးလိုက်မှာဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှအဆင်ပြေသွားမှာဖြစ်ပါတယ်ခေါ့နော်။